အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ SK Channel ကနေပြောပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ War Whiskey Award 2025စုဝေးဝဲအခမ်းအနားမှာဆူရရှိခဲ့တဲ့ Whiskey Blend တွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ SK ပါခင်ဗျာကျွန်တော် Whiskey နဲ့ပတ်သက်လို့နာမည်ကြီးရဲ့စုဝေးဝဲအခမ်းအနားအကြောင်းတွေကိုကျွန်တော်ရဲ့အရှိဗီဒီယိုမှာဖော်ပြထားရှိပါတယ်မကြည့်ရတဲ့မိတ်ဆွေတွေချင်းလည်းတော့ကြည့်ရှုဖို့တော့ကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျာ အဲ့တော့ကျွန်တော်ကဒီနှစ် match လာ2025မှာပြုလုပ်ချင်ပါခဲ့တဲ့ World Whiskey World Super Bowl အခမ်းအနားမှာ World Best ပေါ့နော်ကမ္ဘာအကောင်ဆုံးဆိုတဲ့ခေါင်းစဉ်အောက်မှာဆုရရှိခဲ့တဲ့ Whiskey ရဲ့နာမည်နဲ့စုစိတ်အမျိုးအစားတွေကိုကျွန်တော်ပြပေးချင်ပါတယ် World Best American Style Whiskey ဆိုတော့ Jack Daniel's ရဲ့ Triple Mash Blended Straight Whiskey ကရရှိခဲ့ပါတယ် World Best Blended Whiskey ဆိုတော့ South Africa နိုင်ငံကထုတ်လုပ်တဲ့ Three Ships Bourbon Cask ကရရှိခဲ့ပါတယ် World Best Blended Limited Release ဆိုတော့ဂျပန်နိုင်ငံကထုတ်လုပ်တဲ့ Ichiro Modern Grain Blended Japanese Whiskey Limited Edition 2025ကရရှိခဲ့ပါတယ်။ World Best Blended Malt Whiskey ဆိုတော့ Scotland နိုင်ငံကထုတ်လုပ်တဲ့ The Great Drums Cask Symbol Series Campbell Town ကရရှိခဲ့ပါတယ်။ World Best Bourbon Whiskey ဆိုတော့ American နိုင်ငံ Kentucky ပြည်နယ်ကထုတ်လုပ်တဲ့ Old Fitzgerald 2024 VVS 13 years old ကရရှိခဲ့ပါတယ်။ World Best Canadian Blended Whisky ဆိုတော့ကနေဒါနိုင်ငံထုတ်လုပ်တဲ့ Collingwood Double Barrel Canadian Whisky ကရရှိခဲ့ပါတယ်။ World Best Corn Whisky ဆိုတော့အမေရိကန်နိုင်ငံထုတ်လုပ်တဲ့ Iron Root Republic Hubris Straight Corn Whisky ကရရှိခဲ့ပါတယ်။ World Best Finish Bourbon ဆိုတော့အမေရိကန်နိုင်ငံ Kentucky ပြည်နယ်ကထုတ်လုပ်တဲ့ ဝမ်ဇယ်စထရိတ်ဘော်ဘွန်ဝစ်စကီဖီနီရှင်ရှယ်ရီကတ်စကာရရှိခဲ့ပါတယ်။ဝေါ်ဘက်စ်ဖလေဘာဝစ်စကီဆိုတော့အမေရိကန်နိုင်ငံထုတ်လုပ်တဲ့ကိုကိုဘွန်ချောကလက်ဝစ်စကီကရရှိခဲ့ပါတယ်။ဝေါ်ဘက်စ်ဂရိန်းဝစ်စကီဆိုတော့အိုင်ယာလန်နိုင်ငံထုတ်လုပ်တဲ့ဖာကူလန်15 years old Iris Whiskey ကရရှိခဲ့ပါတယ်။ World Best New Megan Young Spirit ဆိုတော့ Vienna နိုင်ငံထုတ်လုပ်တဲ့ VDD ရဲ့ New Make Single Malt Pell A Mash ကရရှိခဲ့ပါတယ်။ World Best Port Stay Whisky ဆိုတော့အာယာလန်နိုင်ငံထုတ်လုပ်တဲ့ Red Breast ရဲ့ Single Port Stay 27 Years Old ကရရှိခဲ့ပါတယ်။ World Best Rye Whisky ဆိုတော့ကနေဒါနိုင်ငံထုတ်လုပ်တဲ့ Greenhanch Arrowwood ကရရှိခဲ့ပါတယ်။ World Best Single Barrel Bourbon ဆိုတော့ Blanton Straight From The Barrel Single Barrel ကရရှိခဲ့ပါတယ်။ World Best Single Cask Single Grain ဆိုတော့ဂျာမနီနိုင်ငံထုတ်လုပ်တဲ့ Westphalian German Single Grain Whiskey 2012 Cast Number TW08 ကရရှိခဲ့ပါတယ်။ World Best cast, Single Cask Single Malt Sweden ဆိုတော့ဆွီဒန်နိုင်ငံထုတ်လုပ်တဲ့ High Coast Distillery Exclusive 11ကရရှိခဲ့ပါတယ်။ World Best cast, Single Cask Single Rye Denmark ဆိုတော့ဒိမတ်နိုင်ငံထုတ်လုပ်တဲ့ Standing Smoke Rye Virgin Cask 1359ကရရှိခဲ့ပါတယ်။ World Best Single Malt ဆိုတော့ Scotland နိုင်ငံထုတ်လုပ်တဲ့ တကယ်လာကြီး space site single mode trailer ဆိုကရရှိခဲ့ပါတယ်။ World best small batch bourbon ဆိုတော့ American နိုင်ငံ Kentucky ပြည်နယ်ကထုတ်လုပ်တဲ့ Border Spirits Cat Straight Bourbon 2024ကရရှိခဲ့ပါတယ်။ World best small batch single mode ဆိုတော့ American နိုင်ငံကထုတ်လုပ်တဲ့ Striker Smoke Single Mode X Hack Madeira Cask Finish Single Mode ကရရှိခဲ့ပါတယ်။ World best Tennessee Whiskey ဆိုတော့ American နိုင်ငံ Tennessee ပြည်နယ်ကထုတ်လုပ်တဲ့ Jack Daniel ရဲ့ Tennessee Toyers ကို second batch ကရရှိခဲ့ပါတယ်။ Wall Best Wheat Whiskey ဆိုတော့ဒိမန်နိုင်ငံထုတ်လုပ်တဲ့ Thai Dennis Whiskey Heritage Wheat ကရရှိခဲ့ပါတယ်။ကျွန်တော်အခုပြောပြပြီးတော့တော့ဒီနှစ်2025မှာပေါ့နော်ပြုလုပ်ကျင်းပပြီးတော့ပြီဖြစ်တဲ့ Wall Whiskey Award စုပေးပွဲညစာစာပွဲမှာ ဆူရရှိခဲ့တဲ့ကမ္ဘာအကောင်းဆုံးဝစ်စကီဆင်းတွေပဲဖြစ်ပါတယ်။ကျောင်းရဲ့ဗီဒီယိုလေးကနေပြီးဘ ਹੁ သုစဆုံးရရရှိခဲ့မယ်ဆိုလို့ရှိရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်ခင်ဗျာ။မိတ်ဆွေဗေယံမဆိုးတန်ဆေးလုံပေးရှိပါတယ်။တင့်ရဲ့ပျော်ရွှင်စွာကောင်းတဲ့အခိုက်အတန့်လေးတွေကိုမိသားစုမိတ်ဆွေတင်ရဲ့အနေနဲ့ဖြတ်တောင်းအောင်မေးပါနဲ့။ကျေးဇူးများရည်တင်ပါတယ်ခင်ဗျာ။